ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတ္တတွေအားလုံးပဲမင်္ဂလာပါ။ Manchester United အသင်းကသူတို့ရဲ့ရှေ့ရပိုင်ရှင်စာချင် Redcliffe ကအခုလက်ရှိမှာ Sir Alex Ferguson က Man United ကိုစရောက်လာတဲ့ပထမနှစ်နှစ်လောက်ကာလအတွင်းနောက်တစ်ဖက်က အခုဆိုရင် လမ်းကြောင်းပံကိုရောက်လာပြီးတော့ Champions League အတွက်စပြီးတော့အဓိက serious team ဖြစ်ခံစားနေရပြီလို့သူတို့ဂျုံကြည်လာတဲ့ Mikel Arteta ရဲ့ Arsenal အသင်းအနေနဲ့နှိုင်းရှင်ပြီးတော့သူက Ruben Amorim ပေါ်သူတို့ရဲ့အမြင်ကိုထုတ်ပြပြီးတော့ဒီနီးပြကကလပ်ရဲ့ရေရှည် plan တွက်သွားတဲ့နီးပြတယောက်ဖြစ်သူတို့ဘက်ကဆုံးဖြတ်တယ်ဆိုပြီးတော့ Times ရဲ့ interview နဲ့ report မှာသူဖော်ပြတယ်ဆိုတော့ပြောချင်တဲ့ချက်က Man United ကို ီနီးပြနဲ့အတူအချိန်အတိုင်းတာတစ်ခုတည်းပေးမယ်သူတို့စိတ်ထဲမှာဒီနီးပြကတေးကြပေါက်ထန်းတဲ့ around လုံနိုင်ခဲ့ပြီးတော့အသင်းကိုလမ်းကြောင်းမှန်ပေါ်ပြန်လဲတိဆောက်နိုင်တဲ့နီးပြတယောက်ဖြစ်လိမ့်မယ်လို့သူယုံကြည်တယ်ဆိုတော့ Ruben Amron ကအသက်40ပဲရှိတယ်အသက်40ပဲရှိတဲ့နီးပြတယောက်တူက United အသင်းလုံးကိုပုံအပ်ထားတယ်အခုလက်ရှိပြထားပါတော့ကျွန်တော် Ruben Amron ကိုယာရုကထုတ်လိုက်ပြီ example အနေနဲ့ဥမာအနေနဲ့ထုတ်လိုက်ပြီဆိုရင် maybe တခြား candidate တွေမှာဖြစ်နိုင်ခြေရှိတဲ့ထဲမှာထားပါတော့ available ဖြစ်တဲ့နည်းပြတွေပဲပြောအောင်ပြဇီတိုင်းရှိမယ် Javi ရှိမယ် data engine နည်းပြတွေအများကြီးရှိသေးတယ် market ထဲမှာဒါပေမဲ့ Manchester United ရဲ့ under pressure ကြားမှာ Man United ရဲ့ဒုက္ခတုခတွေနဲ့ media တွေရဲ့ attention pressure တွေအားလုံးကိုဘယ်သူခံနိုင်မလဲ Gary Southgate လိုနီးပြမျိုးတောင် United ကိုငင်းသွားတယ်။ဒါအောင်ကြီးချပြီးအင်္ဂလိပ်မီဒီယာတွေရဲ့ under pressure ဘလောက်ရှိလဲ။တခုပဲပြ Manchester United ရဲ့နီးပြဖြစ်လာပြီး Manchester United ကိုတာဝန်ယူပြီးဆိုရင် every single detail လေးကအစမီဒီယာတွေက light pick လုပ်ပြီးတော့ထားပါတော့တခြားတဲ့ကစားမတယောက်လေ့ကျင့်ခန်းမစင်ရင်အပြစ်အလောင်းမဟုတ်ဘူး။ United ကစားမတယောက်လေ့ကျင့်ခန်းမစင်မီဒီယာတွေမှာအကျေချဲ့ပြီးတော့ဒီကောင်ဘာဖြစ်တယ်ညာဖြစ်တယ်။အဲဒီလိုပဲသူ့ကစားမတယောက်တန်းရာချီပေးရတယ်။ ဒါတန်း90ရာ100နီးပါးလောက်ပေးရကစားမတရားတခြားအသင်းမှာတိုင်ပတ်နေတဲ့ဒုက္ခရောက်ရင်တိတ်မပြောခံရဘူးဒါပေမဲ့ United ရောက်လို့ရှိရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောခံဥမာမီကာလိုမိုဒရစ်ကိုရှိတန်းတရာပေးရတယ်စေးကြသွားတယ်တောင်းတောင်းဘယ်သူမှအဲ့လောက်မပြောဘူး Jack Grealish Manchester City ကို2021ခုနှစ်မှာပြောင်းလာတယ်တန်းတရာပေးရတယ်လင်းနစ်ခွဲလုံးသူ waste ပဲယာဒီဝတ်တစ်ခုပဲကောင်းတယ်အခု Everton နဲ့သူပြန်ကောင်းခါစားဖြစ်ပြီးဒါပေမဲ့အင်္ဂလိပ်မီဒီယာတွေက Jack Grealish ကြောင့်တလုံးမှမဟာ တော်တော်များများပဲဆိုအဲ့ဒါကမန်ယူနိုက်တက်ကတခြားအသင်းတွေနဲ့မတူညီတဲ့ under pressure ဥမာ Romelu Lavia Chelsea သင်းကို ပြောင်းလာတဲ့65သန်းပေးရတယ် injury again and again and again and again injury တဲ့ chain လုံးဖြစ်နေတာအဲ့ဒါက Manchester United ကစားမတယောက်ဆိုရင် flop ပါညာပြောခံမှာဆိုဒီချက်တွေကိုစာချုပ် Radcliffe ကသူတို့ထောက်ပြတာ journalist တွေကသူတို့ရဲ့ interview ခန်းထဲကိုဝင်လာတဲ့ every single week တိုင်းမှာ same question နဲ့နီးပြကို အပါဆောင်ပြီးတော့ချိန်လုံးမေးတာဆိုတော့ကျွန်တော်တို့အခုကျွန်တော်နားလေတာဗျာအားကြောင့်မလို့တို့က PR လဲကောင်းမယ်မီဒီယာတွေနဲ့လည်းလုံးဝကိုကောင်းကောင်းပလဲတန်နေဖြစ်ပြီးတော့ကောင်းကောင်း handle လုပ်နိုင်တဲ့နည်းပြကိုပိုကြိုက်တာဗျာမနိုင်ပြောရင် Ruby Amronia မှာတို့ Garrett Southgate နဲ့ maybe အစားထိုးကောင်းထိုးနိုင်တယ်အစားထိုးကောင်းထိုးတယ်ဘာလို့လဲတို့ကြိုက်တယ်ဗျာ Southgate ကိုဘာလို့ Southgate ရဲ့ personality ရဲ့နောက်တစ်ခုကအင်္ဂလိပ်မီဒီယာတွေပေါ်သူ handle လုပ်မှုရဲ့အင်္ဂလန်လူဝေးစင်အသင်းရဲ့နည်းပြဆိုတဲ့အင်္ဂလိပ်မီဒီယာကိုကောင်းကောင်းသိတဲ့အချက်တွေက Man United နည်းပြတယောက်တည်းလုံးဝဆုဖြစ်တယ် ဟိုထားပါတော့ journalist ယောက်က cross question ကြီးမေးရင်ဆောက်ရီကပပနဲ့နဲ့ဖြေသွားတယ်တောင်းတောင်းဆက်ပြီးတော့အစားထုတ်လို့မရဘူးဗျာဒါပေမဲ့ကျွန်တော်တို့ in terms of ဗျာ language skill ပေါ့လေမိခင် language မဟုတ်တဲ့အတွက်ကြောင့် Ruben Amorim ပဲဖြစ်ဖြစ် Eric Ten Hag ပဲဖြစ်ဖြစ်အရင်ဒီပြအဆက်ဆက်မှာ even Jose Mourinho တော်မှသိပါလားသူတို့ cross တီ cross တီမေးတဲ့အခါ Mourinho ရဲ့ angry ကိုမီဒီယာတွေကမရရအောင်စွာထုတ်လာအားကြောင့်မို့ဒီခါကြရလေ question နေပြီးအချိန်မှာငါတယောက်တည်း Premier League ဖလားသုံးလုံးရတယ်ကျန်တဲ့သူတွေဘယ်သူမှမရဘူးသူခဏခဏပြောဘူးတယ် အဲ့ဒါမျိုးတွေက Man United ကအဲ့ဒါသူက handle ဖြစ်ဖို့လိုတယ်ဒီချက်တွေကိုသူထောက်ပြတာဆိုတော့အခု Sir Jim Ratcliffe က club အတွက် mention လုပ်တဲ့အချက်ပေါ့လေသူဝန်ထမ်းပေါင်း450ကိုထုတ်ခဲ့တဲ့အခြေအနေအပါဝင်အခု club ရဲ့အခြေအနေတွေအားလုံးကိုသူဗာပြောလဲဆိုတဲ့အချက်နံပါတ်1က ကျွန်တော်နားလည်ထားတဲ့အချက်ပေါ့လေ Manchester United ရဲ့ long life fan တယောက်အနေနဲ့ကျွန်တော်နားလည်ထားတဲ့အချက်က Sir Alex Ferguson တောင်မှ Manchester United အသင်းကိုရောက်လာတဲ့အချိန်ပထမ200သည်ဘာမှမလုပ်ပြနိုင်တဲ့အတွက်ကြောင့်အလုံးကထုတ်ပါထုတ်ပါထုတ်ပါနဲ့ပြောကြတဲ့ pressure တွေကိုကျွန်တော်တွေးခဲ့တယ်။နောက်တစ်ချိန်ထဲမှာ Mikel Arteta နဲ့ Arsenal အသင်းကိုကြည့် လက်ရှိအာသနယ်စင်ကတော်တော်ကိုတောင့်တင်းပြီးတော့ချန်ပီယံစုပလားတွေအတွက် ready ဖြစ်လာတဲ့အချိန်လေးမျိုးဒါပေမဲ့အဲ့လို ready ဖြစ်လာဖို့အတွက်အထက်သားရဲ့ပထမရာသီတွေကိုကြည့်လိုက်အကုန်လုံးရုန်းကန်ရပြီးတော့အာသနယ်သင်းနဲ့တူခက်ခဲတဲ့နှစ်ရာသီကိုသူ ဖြတ်တန်းခဲ့တယ်အဲ့ဒါတွေကိုကြည့်နောက်တစ်ချိန်ထဲမှာပဲဒီဟာတွေအားလုံးကိုကြည့်ရင်ဒီပြတယောက်ပေါ်ကို ဘာဖြစ်လဲယုံကြည်မှုအပြည့်တိခါမှုအပြည့်နဲ့ကျွန်တော်တို့ရှေ့ဆက်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ရူဘင်အာမရွန်ရဲ့ပထမ200ဒီလောက်ကိုကြည့်ပြီးကျွန်တော်ဆုံးဖြတ်လို့မရဘူးဆိုတဲ့အချက်ကဒါဒါကိုထောက်ပြတယ်ဆိုတဲ့အချက်ပဲကျွန်တော်ပြောချင်တာကအာထက်ထဖလားရတာမရတာကိုပြောတာမဟုတ်ဘူးဖာဂူဆာကတော့ဟုတ်တယ် history အကုန်ရသွားတယ်ဒါပေမဲ့သူတို့နှိုင်းရှင်ပြတဲ့အချက်ကိုပြောတာနှိုင်းရှင်ပြတဲ့အခါမှာဘာဖြစ်သွားလဲဆို okay အတင်းက well organized ဖြစ်သွားတယ်စုဖလားတွေတဲ့ ready ဖြစ်လာတယ်အခုလောလောဆယ်ပြရှင်းရှင်းလေး ျွန်တော်တို့အဆင့်6အဆင့်30အဆင့်25ကနေ FA ကယူမယ်ကာရာဘောင်းကယူပြီးတော့နှစ်တိုင်းရုံးကန်ရတာကိုယူမလား consistently champion league နဲ့ premier league ကို challenge လုပ်ပြီးတော့ super la မရရင်တော့မှ highest level မှာဆက်ရှိမှာဆိုပိသက်များဆိုတာ highest level မှာဆက်ရှိတဲ့အဆင့်ကိုပဲယူမှာရှင်းရှင်းလေးကျွန်တော်တို့သဘောတရားကျွန်တော်အတ္တဆန်တယ်ဗျကိုယ်အတင်းကခွန်ပြီးဖြစ်တဲ့အမှပြိုင်ပွဲကြီးဒီမှာပြိုင်ကျင်တာခွန်ပြီးဖြစ်ချင်တာဒါသဘောတရားပဲအရှင်နေ point of view ကလည်းကြည့်ရင် Africa UB အဆင့်25ရောက်မယ် ကာရောပေါင်းကပ်ယူပြီးအဆင့်14ရောက်ပြီးဒါတက်စာရင်ဖလားမရပေမဲ့ချန်ပီယံစုဖလားအတွက်အချင်းချင်း fight နေတယ်တခုခုလုံးပြနေတယ်ဆိုရင်ဒီသင်းတို့ကဝင်ငွေကအစအစဆိုင်ရာက different ပဲအခု United က Adidas နဲ့ sponsor ဒီဖြက်ခံရတဲ့25%တခြားဒီတွေမှာလည်းဒီတိုင်းပဲဆိုတော့အဲ့ဒါကဘာလဲဆိုတော့ financial ရရောပြီးတော့ on the pitch off the pitch မှာသူတို့အများကြီး effective ဖြစ်တယ်ဒီချက်ကိုဒါ sergeant redcliff ကထောက်ပြတယ်ဆိုတော့ကျွန်တော်တို့ rubic amro ဟာတနည်းနဲ့မလုံလောက်ဘူးနှစ်နည်းနဲ့မလောက် 3နှစ်လောက်ထိလိုအပ်တယ်။သူဟာ good coach တယောက်ဖြစ်တယ်ဆိုတာကိုတတ်သိပြဖို့အနည်းဆုံး3နှစ်လိုအပ်တယ်ဆိုတဲ့အချက်ပဲ။အဲ့ချက်ကိုသူထောက်ပြလာ။သူထောက်ပြပြီးတော့ကျွန်တော်တို့သူ့ဘော်ကိုယုံကြည်မှုအပြည့်ရှိဖို့လိုအပ်တယ်၊ patient ဖြစ်ဖို့လိုအပ်တယ်၊သူနဲ့ပတ်သက်လို့ထုံမယ်ပါမယ်ဆိုတာကတော့လုံးဝ not gonna happen လို့ပြောလိုက်တယ်။လုံးဝဖြစ်လာမှာမဟုတ်ဘူး။ဆိုတော့ဒါကိုကြည့်ချင်ပြ Ruby Amron ကို100% ယုံကြည်မှုအပြည့်ပေးထားတယ်ဆိုရချက်ကံကောင်းရင်သူ၃နှစ်ထိနေရဆိုတော့ကျွန်တော်ထင်တော့ပထမ Eriton ဟာ season ကိုသူတို့ပထမတစ်နှစ်လို့သတ်မှတ်ရင်ဘာလို့အဲကပထမ၃လလောက်ပဲသူကအပြည့်မကန်ရတာဗျာဆိုတော့အဲ့ဒါပထမတစ်နှစ်လို့သတ်မှတ်ရင်ဒီရဒီရဒုတိယနှစ်အနည်းဆုံးနောက်ရာသီထိဆိုတော့2026ကနေ26 29ခုထိ Ruben Amro အပါလေးဆက်ရှိမယ်ဆိုတဲ့သဘောဆိုတော့ဒီနေရာမှာ club က spanning နေအားလုံးတွေ့ရော reduce ဖြစ်ဖို့အတွက် club ရဲ့အဓိက ဖြတ်တောက်မှုတွေအားလုံးပေါ့လေကလပ်ကိုသူ့ကိုသူတော်တော်များများဝေဖန်တယ်ဖာဂူဆန်လိုမျိုးကလပ်ရဲ့ legend ကြီးကိုတော့မှတစ်နှစ်ကိုနှစ်တန်းပေးတာကိုဖြတ်ချလိုက်တယ်လုံခြုံရေးတွေရှိက bonus တွေကိုဖြတ်ချလိုက်တယ်နောက်ဝန်ထမ်းတွေကို short ချလိုက်တယ်တော်တော်များများဥပမာဆိုရင်ဟိုတနေ့က Manchester United လူငယ်အသင်းနဲ့ Everton လူငယ်အသင်းတို့ကန်တဲ့ချိန်မှာ United မှာအပူဘောင်းမီတို့အပူချိတ်တွေမရှိဘူးအထူးသဖြင့်ချိတ်တွေမရှိဘူးဘောင်းမီတွေမရှိဘူး မရှိတဲ့အခါကျတို့ကတက်နိုင်ကြများတို့ကချစ်ချစ်လေးလောက်တာမချိဘူးမရှိတော့ဘူးလေ Everton လူငယ်အသင်းရှင်ကနေချီးပြီးတော့တုံးသွားတယ်အထိအဲ့ဒါတွေကကျတော့ပေးတက်ကတော်တော်လေးသူက Sergeant Rackley ကမလိုရဲအကုန်ဖြတ်တာဖြတ်ပြီးတော့ပြထားပါတော့ဘလုံးကွက်တစ်ပွဲမှာကစားမတွေအတွက် Okay chain နှစ်စုံပေးမယ်အေးအဲ့လိုမျိုးပြသူကွတ်တီပဲပေးတာမလိုအပ်တော့အဲ့ဆိုနောက်ဆုံး Man United အသင်းက Everton အသင်းရှင်ကချီးရတဲ့အထိဖြစ်တယ်အဲ့မှာဟို time ဆက်မှာပို့ပြထားတယ်ဆိုတော့အဲ့ဒီချက်တွေဟာတော်တော်ဆူဆူဝါဖြစ်ပေမဲ့ လိုက်ရဲ့ future ကိုပဲကြည့်မယ်ကလိုက်ရဲ့အနာဂတ်မှာမလိုလားအပ်တဲ့ပတ်စံတွေအားလုံးကိုဖြုံးမတိအောင်လို့သူတို့ဘက်ကအကုန် recover ပြန်လုပ်နေပေါ့လေ။ तू ကအဲ့မှာဝန်ထမ်းပေါင်း450ခုယာလူကထုတ်ပယ်လိုက်တယ်ပြီးတော့ဝန်ထမ်းတွေအားလုံးရောအသင်းကတောင်းရှိသူတို့များများကို free lunch တွေးလိုက်အကုန်လုံးသူရက်လိုက်ပြီ ဆိုတော့ဘာပြောလဲဆိုတော့ဆာဂျင်ရက်ကလစ်ကကလပ်မှာမလိုလားအပ်တဲ့ကုန်ကြစိတ်တွေကအရန်ကိုများလွန်းတဲ့အတွက်တချို့အပိုင်းတွေမှာကျွန်တော်တို့ဟာလုံတင်လုံထိုက်တာတွေကိုအတင်းအတွက်ကိုပဲဦးစားပေးပြီးတည်ပြီးလုပ်ခဲ့တဲ့အတွက်ခက်ခဲကောင်းခက်ခဲမဲ့ပြင်းထန်ကောင်းပြင်းထန်မဲ့ဒါပေမဲ့ လုတ်တင်လုတ်ထိုက်တဲ့အလုတ်ကိုသူလုတ်နေရတာဖြစ်တယ်ဝန်ထမ်း150ကိုသူထုတ်လိုက်ရတာဖြစ်သည့်တိုင်အောင်မလိုလားအပ်တဲ့ free lunch တွေမလိုလားအပ်တဲ့တချို့ဟာတွေအကုန်ကြတာတွေအကုန်လုံးကိုဖျက်တယ်ဆိုတဲ့အချက်ပဲအဲ့ဒါတွေအားလုံးကိုသူရဲရဲဆက်ဆက်လုတ်ဖြစ်တဲ့အတွက်ကြောင့်တချို့ဆိုရင် Man United မှာသူတို့ဘယ်တော့ယာလူကထုတ်ခံရမလဲဆိုတဲ့အချက်တောင်စိုးရိမ်နေရတဲ့အချက်ဆိုတော့အခုလောလောဆယ်မှာ club ကတော့ PP Jin step by step သူတို့ရဲ့ system ကတော့ကောင်းတယ်ဗျအရင်တော့ကဗျပတ်စံအရန်ချမ်းသာတဲ့ချိန်ဥပမာအနေနဲ့ပြောမယ်အိမ်တိမ်ညာ ပတ်စံနေရန်ချသာပြီးနေတိုင်းပတ်စံတကုံဝင်နေတဲ့အချိန်မှာသူ့ဘက်ကအာဒီကောင်လေးကျွေးလိုက်ပါဒီကောင်လေးကျွေးလိုက်ပါဘာ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 နဲ့ရှက်ရှက်ပဲပဲလုပ်တယ်ဒါပေမဲ့ဝင်ဝင်လေးရော့လာတဲ့အချိန်မှာသူ့မှာစဉ်းစားရတော့ဒီဟာလေးငါတို့ဘယ်လဲဘယ်ကနေရှော့မလဲဘယ်ကနေရှော့မလဲဘယ်ကနေရှော့မလဲတလားကိုတိန်းတထောင်လောက်ရတဲ့လူတယောက်ကတလားကိုတိန်းနှစ်ရာလောက်သုံးတာပြဿနာမရှိပါဘူးတိန်းတထောင်အောင်နေတိန်း900ပဲကြာတော့တဲ့အချိန်မှာကုန်သင်းတွေတက်လာချိန်မှာသူ့အတွက်ကအဲ့900ကိုကြည်ကြည်လေးလေးသုံးရတော့မယ်အဲ့ဒီကြရင် तू ကမလိုလားတဲ့ပတ်စံလေးကိုလိုက်ဖြတ်ရတော့မှာဖြတ်ရတော့မှာ ဖြတ်မယ်ဆိုရင် तू ရဲဆက်လုံးစင်းလုံးတက်တယ်လိုရတာဆိုတော့ဒီချက်ပေါ်လေကျွန်တော်တို့ပေးတဲ့တည်းကလည်းသိတဲ့အတိုင်းပဲ transfer window တစ်ခုမှာပေါင်တန်း200လောက်မှမတော်ရင်ပေးတဲ့တည်းကလည်းမကြိုက်ကြဘူးအဲ့မှာလည်းသူတို့မှာလည်းအဲ့ credit site တွေအများကြီးရှိတယ်ဆိုတော့စာချင်းက तू ရောက်လာပြီးရေကတန်း300အတင်းထဲကိုထည့်ပြီးပြီ calendar လေးချင်ကန်ကိုလည်း तू အစ်စ်တီဆောက်ပြီးသွားပြီဒီကြားထဲမှာနောက်ထပ်တန်း200 तू ထပ်ပြီး investment လုပ်ထားတယ်ကလေးစားမိသားစုရဲ့အကျွေး ကလပ်တင်နေတဲ့အကျွေးတွေကိုသူတို့ဖြည်းဖြည်းချင်းဖြည့်ရှင်ဖို့လေသူတို့လုပ်နေတယ်။ဒီကနေ့မှကွင်းသစ်စီမံကိန်းလဲသွားတဲ့အခါမှာသူကအခုလောလောဆယ်ဆယ်လေးဒီပြားတယောက်ဖြုတ်လိုက်ထက်လိုက်အတွက်နောက်ထပ်ကုန်ကြမဲ့ဈေးတွေကိုလေသူတို့အကုန်မခံနိုင်တော့ဘူး။နောက်ဖြုတ်တက်ပြီးတော့လုပ်နေတာတွေကလည်းအရင်ကလည်းအဆင်မပြေဘူး။ဖြစ်တာလည်းဘာမှမဖြစ်လာဘူးမထူးတော့ဘူး။ဖြုတ်တာထုတ်တာတွေမလုပ်တော့ဘဲနဲ့ရှင်ရင်းဆွဲလူကိုပဲအချိန်ပေးမယ်ဆိုတဲ့သဘောတရားဖြစ်တယ်။ကျွန်တော်တို့သွားနေတဲ့အချိန်ကျွန်တော် Manchester United အနေနဲ့ဘယ်မှာပဲဖြစ်ဖြစ်ဗျာ။ ပေးသက်အင်အားတောင်းတဲ့ကဘာရဲ့ one of the biggest club ဖြစ်တဲ့အတွက်ကြောင့်သူတို့တို့ revenue ကမရှာဘူးဝင်ငွေကအမြဲကောင်းတယ်ဒါပေမဲ့ proper run နိုင်မဲ့ business တခုကို proper run နိုင်တဲ့ well known run နိုင်တဲ့ well organized ဖြစ်တဲ့အသင်းတစ်သင်းဖြစ်ချင်တာအခု liverpool ကိုကြည့်ပတ်စံအရန်ရှာနိုင်တယ် manchester city ကတော့အရန်ချမ်းသာလို့ arsenal သူပတ်စံရှာနိုင်တယ်ဗျ tottenham hotspur ပတ်စံရှာနိုင်တယ်ချယ်စီပါရှင်လည်းအရန်ချမ်းသာတယ်ဆိုအဲ့လိုအချိန်ဒီမှာ proper run နဲ့ clutch တွေကိုတို့ကြည့်တဲ့အခါမှာ okay ဒီကောင်နေပတ်စံနေလဲသုံးတယ်ပတ်စံနေလဲရှာနိုင်တယ်ဆိုတဲ့အချက်တွေပေါ့လေအဲ့ဒီချက်တွေကိုတို့ကြည့်ပြီးတဲ့အခါမှာတို့ system ကိုကောင်းကောင်းကြာပြီးစနစ်တကျတည်ဆောက်ထားတဲ့ဟာကိုတို့လိုချင်တာအခုချက်ချင်းကြီးအဲ့ဒါတွေကမကောင်းနိုင်ဘူးဆိုတော့တို့သိတယ် step by step တို့သွားတယ်ဆိုတော့ထိတ်တန်းဖြစ်မယ်လိုအပ်တာတွေကိုတို့လုပ်ရမယ်ဒါပေမဲ့ရင်းသိမ်းရင်းထိုက်တာတွေဆုံးဖြတ်ချက်ခက်ခက်ခဲခဲတွေကိုခြားသိမ်းခြားတဲ့တာတွေတို့ခြားရမယ် နောက်ဆက်တွဲမှာအောင်မြင်မှုအတွက်ဖြည်းဖြည်းချင်းတည်ဆောက်ဖို့သူတို့ခြေလှမ်းတွေကိုလှမ်းနေဆိုတဲ့အကြောင်းကို Sergeant Redcliffe က Times မှာသူပြောပြတယ်ဆိုတော့ Manchester United ပြည်သက်တွေအတွက်သတင်းကောင်းလည်းဖြစ်နိုင်သူသတင်းကဆိုးလည်းဖြစ်နိုင်တယ် Ruben Amorim 3နှစ်လောက်ထိတရားပေါက်ဆက်ရှိမယ်ဆိုတဲ့သဘောတရား maybe 200တီ full season ထပ်ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဘာလို့ဆက်ဖြစ်နေတေးကြတာတော့ Redcliffe သူက right and ရှိမှုသူတို့သွားနေတယ်ဆိုတာကိုသူတို့ယုံကြည်နေတဲ့အတွက်သူတို့ဒီခီးကိုဆက်နေတယ်ဆိုတဲ့အကြောင်းကို Times မှာဖော်ပြခဲ့တာပါအလုံးကျေးဇူးတင်ပါတယ်